မင်္ဂလာပါရှင်မိုသားမီဒီယာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပါတယ်နာဆာကတက်တွေဟာနောင်စုံမျိုးကိုပြန်လည်သိမ်းယူနိုင်အောင်တံပြန်တိုက်စစ်လျက်ရှိနေရပြီးခဲ့တဲ့ရက်ပိုင်းမှာရွှေသွန်းညံတော်တရက်ဂုံတို့ကိုထပ်မံသိမ်းယူနိုင်ခဲ့ပြီးဖြစ်ပါတယ်ဒီဥတန်ဖိုင်ထဲမှာတော့နာဆာကတက်တွေဟာနောင်ချိုမြို့ကိုပြန်လည်သိမ်းယူနိုင်အောင်ဂျိုးပန်းချိန်အတွင်း ဘလို့အခက်အခဲမျိုးတွေရှင်ဆိုင်ကြရတဲ့ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့နောင်ဇိုတိုက်ဝဲဝင်စစ်တီတူဖြစ်တဲ့ဖြိုးဝေကိုကိုရှေးသာထိုင်အမတ်အရာဆုံးရန်သူစခန်းကုန်းနေ အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတဲ့ခင်မှာတော့မူတာမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရင် NASA ကတက်တွေဟာရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချုံမြို့ကနေ -20 အကွာမှရှိတဲ့တောင်ခမ်းဒေသကိုအင်အားသုံးလာရောက်တိုက်ခိုက်ခဲ့တဲ့ TNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့ရရဲ့ရပ်ပေါင်း200နေပါကြောင့်ပိတ်ဆို့တိုက်ခိုက်မှုတွေကိုတုံ့ပြန်တိုက်ခိုက်နိုင်ပြီးနောက်လက်ရှိအချိန်မှာနောင်ကြုံမြုပ်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အလားလာကောင်းနေပါတယ်။နာဆာကတပ်တွေဟာတောင်ခမ်းဒေသကိုမလဆန်ပိုင်းမှာ TNL ဥဆောင်တဲ့ပူပေါင်းအဖွဲ့ရကင်းစင်တဲ့နေရာဖြစ်အောင်တိုက်ထုတ်နိုင်ခဲ့ပြီးနောက်မလ16ရက်နေ့မှာနောင်ကြုံမြုပ်ကိုပြန်လည်သိမ်းယူနိုင်ဖို့ကြိုးပမ်းခဲ့ရ။မလ16ရက်နေ့ကနေဇွန်လ18ရက်နေ့အထိ တရနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့စကန်စီစကန်ငယ်ပေါင်းအနည်းဆုံး150ကျော်သိမ်းပိုက်ထားနိုင်ပြီးတော့နောင်ကျိုမျိုးနဲ့ငားမိုင်အကွာကိုရောက်ရှိနေပြီဖြစ်ပါတယ်။ NASA ကတက်တွေဟာနောင်ကျိုမျိုးကိုပြန်လည်သိမ်းယူနိုင်အောင်စေတောင်း၃ချောင်းနဲ့ထိုးစစ်စင်တိုက်ခိုက်နေကြတာဖြစ်ရ။တရနယ်လေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ NASA ကတက်တွေရဲ့တံပြန်တိုက်စစ်ကိုတောင်းခံနိုင်စွဲမရှိတော့ဘဲစကန်တွေတစ်ခုပြီးတစ်ခုလက်လွတ်ခဲ့ရပါတယ်။ တောင်ကန်စစ်မြေပြင်အထိတွားရောက်ကူညီခဲ့သူကိုခိုင်းစောကနာဆာကရဲ့စစ်ကြောင်းတွေဟာနောင်ချိုမျိုးနဲ့ငားမိုက်အကွာကိုရောက်ရှိနေရဲ့မိမိတက်အားလုံးကန်စည်းနောင်ချိုကြီးကိုကြုံလွန်ပြီးရွှေသွန်းညံတော်တရက်ကုန်းတို့ကိုဆက်လက်သိမ်းပိုက်ထားရင်ရန်သူကိုတပြောင်တည်းရင်ပောင်တန့်ထားပြီးနောင်ချိုမျိုးကိုသိမ်းပိုက်ဖို့အတွက်ရှေ့ကိုဆက်လက်သွားမှာဖြစ်တယ်မိမိတက်တွေဟာ23မိုင်အထိထိုးပွားဝင်ရောက်ရှင်းလင်းပြီးဖြစ်ပြီးနောင်ချိုရောက်ဖို့လေငားမိုက်ကန်တာလိုတော့တယ် နောင်ကျော်မြို့ကိုဝင်ရောက်လာမဲ့မိမိတို့တပ်မတော်သားတွေကိုကြိုဆိုမဲ့ဒေသခံတွေမြို့သူမြို့သားတွေကလည်းပြင်ဆင်နေကြတယ်လို့လည်းသိရတယ်လို့ဇော်လ18ရက်နေ့က၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။နာဆာကတပ်တွေဟာနောင်ကျော်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်အောင်တံပြန်တိုက်စစ်ဆင်ရမှာ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့စက္ကန့်တချို့ရဲ့တိုက်ပွဲတွေမှာ အခက်အခဲတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။ တောင်ခမ်းနဲ့နောင်ချိုမြို့တိုက်ဝဲတွေမှာပါဝင်တိုက်ခိုက်လျက်ရှိနေတဲ့စစ်တီတဝူဖြစ်တဲ့ဖြိုးဝေကူကူအမည်ရှိရဲ့အကောင့်တစ်ခုကလည်းနောင်ချိုမြို့တိုက်ပွဲနဲ့ပတ်သက်ပြီးအမတ်ရဆုံးရန်သူစခန်းကုန်းတွေခေါင်းစဉ်နဲ့၎င်းရဲ့အတွေ့အကြုံတွေနဲ့ရင်းဆိုင်ကြောက်မှုတွေကို Facebook လူမှုကွန်ရက်ကနေတဆင့်ရေးသားဖော်ပြခဲ့ပါတယ်။နောင်ချိုမြို့သိန်းတိုက်ပွဲမှာပါဝင်နေတဲ့နာဆကစစ်တီတဝူဖြစ်တဲ့ဖြိုးဝေကူကူက DMI မိဘပြည်သူတွေကို ကျွန်တော်တို့လှုပ်ဆောင်နေရတဲ့ပတ်သက်ပြီးတော့ဘာတွေချပြရမလဲလို့စဉ်းစားမရဖြစ်နေကြကြပါပြီ။အမေတို့ထိုးစစ်ကလည်းပြောကြမလို့အောင်ခရီးပေါက်နေခဲ့ပြီ။နောင်ကျော်မျိုးဆိုတာကလည်းလက်တကန်းအလိုမှာအဲ့တော့အထုတလေချရေးစာအကြောင်းမရှိပေမဲ့မိမိစစ်ကြောင်းတွေရဲ့အရှင်ကို တန့်စေခဲ့တယ်။သို့မဟုတ်မိမိတို့ဒီထိုးစစ်မှာအမေရစေခဲ့တဲ့ရန်သူစကန်တချို့အကြောင်းတွေကိုရေးကြံလာမိရဲ့။နံပါတ်၁ကတော့နောင်ကျော်ထိုးစစ်အဖွင့်အကြောင်းဖြစ်ပါတယ်။ အာမတ354အရှိဘက်မကြီးရရွာရဲ့တောင်ဘက်စစွန်ရွာရဲကဦးချမ်းသာလိုအမိရတဲ့ရွာသားရဲ့အိမ်အပေါ်ဘက်တောင်ကုန်းမှာပြည်ကျင်းမြောင်များစွာနဲ့မြေအိပ်ပံက15ခုစာလောက်ရန်သူ30ဦးကန်လောက်ကမိမိတို့စစ်ကြောင်းတွေရဲ့ထိုးစစ်အဖွဲ့ကိုလက်ပြဘုံတွေနဲ့စီးကြုံမဲ့အချိန်ပြည်သူစစ်မှုတန်းတွေနဲ့တန်တေစစ်သားတွေတွေ့ဖက်ပြီးပထမဆုံးတံပြန်ထိုးစစ်ဆင်ခဲ့ကြခြင်းဖြစ်တယ်မိမိတို့နာပါဟလက်အောက်ခံစစ်ကြောင်းနှစ်ကြောင်းဟာ ရန်သူပိုင်းဆယ်ခုထက်မနည်းကိုပထမအဦးဆုံးစတင်ပြီးနှင်းမြေရှင်းလင်းခဲ့တယ်။အချိန်တော်ကြံကြာတဲ့အထိနည်းနည်းကြီးပြစ်ကိုပေးခဲ့ရတယ်။ရီမန်းချက်ကိုလွယ်လွယ်နဲ့မကန့်နိုင်ခဲ့ကြဘူး။ဆေးရှိန်မြင့်နေရဲ့ရန်သူကလည်းပြစ်ကျင်းတဲ့ကလုံးဝမခွာဘဲနဲ့ခံချနေခဲ့တယ်။မမီတို့ရဲ့ပွိုင်းဟာလည်းရန်သူစွန့်မှုရာဂုံးမြင့်ကိုမရမကလှန်တဲ့အပေါ်ကလက်ပြေပုံးတွေနဲ့တရက်ဆက်ပြစ်ချချောင်မရရှားများတဲ့အချိန်မမီတို့ပွိုင်းကတယောက်စပြီးလက်ပြေပုံးထိတော့တာပဲ။ဒါပေမဲ့ရဲရင်နဲ့တက်စိတ်မှုတွေကြောင့် ရန်သူပြစ်လန်းចောင်းကိုတော့ဂယုမဆိုင်ပဲရန်သူဘန်ကပြစ်ခြင်းတဲ့အထိရရရရင်နဲ့မိမိတို့ဖိုက်တာတွေကလက်ပြပုံပြစ်ထည့်ခဲ့ကြတဲ့ဖြစ်စဉ်တွေရှိခဲ့တယ်။မြေဝင်ကနီးမှအဲ့စကန်ကိုရခဲ့တယ်။အဲ့စကန်ကိုကျွန်တော်တို့ကစကန်အောက်ခြေကဦးချမ်းသာရဲ့အိမ်ကိုအစွဲပြုတ်ပြီးချမ်းသာကုန်းလို့ခေါ်ခဲ့ကြတယ်။နံပါတ်1ကတော့နောင်လေမနောင်ချိုကြီးကိုတံပြန်တိုက်စစ်ဖြတ်ပါတယ်။ကျွန်တော်တို့ဘျူဟာကိုနာပါဟမှုကြီးအသေးထက်ရောက်လာတယ်။ဒေါင်းကောင်းကောင်းနဲ့အမြဲရုတ်တရက်ကြီးနဲ့ပေါ့ တိတ်မပြုံးတတ်တဲ့အဘထင်ပါရဲ့ဗျာတည့်ရက်ပေါ့နောင်နေကနေနောင်ချိုကြီးကိုထိုးစစ်စနေတုံကြမှာရန်သူစကန်းကုန်းကဆယ်ကုန်းထက်မင်းမမိုင်းနေဆိုတာကလည်းမင်းမနော်ခင်းထားရတဲ့လမ်းမီယာခြေလမ်းတိုင်းမှာတရိတ်ကြည်ထားပြီးဖြတ်တန်းခဲ့ရတယ်။မောရီယာလည်းအရှိန်ကောင်းလိုက်တာများဒေးငါရဲ့စက်တိုက်ကိုရွာချနေရ။ကာလန်ကမပေါက်တတောင်စင်းတတောင်တဲ့ဦးကောင်းထက်ကအုတ်ထုကြွကြမတက်အောင်မက်လုံးနဲ့တောင်တန်းတွေလိုပြောရမလား။နောင်ချိုကြီးကိုဝင်ဖို့မီတာ၄၀၀အလို တာဝါတိုင်ကြီးကိုမြင်နေရတဲ့အချိန်မှာရန်သူစကန်ကွန်ဟာ0.5ဆက်လက်နဲ့ရာဒီဥရုနဲ့ရွာငယ်လေးတွေကိုကာပါယူပြီးအသင်းဆောင်ဆိုင်နေခဲ့တယ်။တိစောက်ထားတဲ့ရန်သူစကန်ကိုတက်သိမ့်ဖို့ရင်းမှုတို့နာပဟမှုအမတကအမြောက်ပြတဲ့ပုံမှုတို့ခေါင်းချင်းဆိုင်အစီအမံဆဆွဲတယ်။ရာဒီဥရုကကိုယ်ပဲမပါတာလား။ရန်သူကိုများငင့်ညာခဲ့လားမသိဘူး။မိုးကမတိတ်နေရလည်းမထွက်နဲ့။ရောင်းကင်းထောက်နိုင်ပုံဖြစ်နေတာမျိုး။ဒရဘုံချောက်ဖို့အဆင်မပြေတာမျိုးတွေ။ နေရဆက်တိုက်ဆိုသလိုကြုံတွေ့နေရ၏။အများပြတဲ့လက်နဲ့ကြီးနေရာချဖို့ရွေးချယ်မှုခက်ခဲကြရမျိုးတွေလည်းဖြစ်ခဲ့ရ၏။အုတ်ချက်မှုတွေအသွာလာလောက်ဖို့လမ်းကြောင်းမသိင့်တင်းတဲ့လမ်းကြောင်းကြတော့ကားကမသွားရ။ရအောင်သွားတော့ကားကခဏခဏချောကြောက်ထဲမကြတာကံကောင်းနေ။ဟော။ဘိုးကလုံးဝမတိတ်။တိတ်တော်လေ။တိန်ကထူတော်ရုံစုမပြောဘူးဗျာ။အကူဟာကလေးငါရဲ့စက်တိုက်ကြီးကိုရာသီဥတုကမတလာခဲ့ဘူး။ဒီလိုနဲ့အရာရာခက်ခက်ခဲဖြစ်နေချိန်မှာပဲ။ ညနေကျတော့နာဘာမူစီနဲ့အတူမတိတ်တဲ့မိုးရေတွေကြားမှာနောက်ရက်မှာလက်နက်ကြီးပြစ်ကိုပေးနိုင်ဖို့အတွက်နေနေရာကိုစူးစမ်းလိုက်ရှာခဲ့တယ်။အဖကလည်းတော်တော်လေးအာရုံစိုက်ပြီးဒီထိုးစစ်တွေသူ့ကျိုးပန်းရှာတယ်။အပင်ပန်းခံတယ်။အဲ့ဒါနဲ့လက်နက်ကြီးပြစ်လို့ကောင်းမဲ့နေရာအရောက်မှာတော့သူလည်းမိုးရေဆူရွှဲနေကျွန်တော်တို့လည်းဆူဆူရွှဲပေါ့။တနက်ကိုကိုယ်တိုင်ကင်ထားပြီးမမြင်ဖို့တဲ့အပြုံစီနဲ့ထရည်ပြီးပြောချလိုက်တော့ကျွန်တော်တို့ပါလိုက်ပြုံးမိရပါဗျာ။ဘားတဲ့ ငါနောင်ချိုသီးတင်ပင်လေမှာဓက်ပုံရိုက်ချင်နေပြီတဲ့ကဲဒါနဲ့ဆက်ပြရစီနည်းနည်းသေးနေရချပြီးပြီတိုက်ခိုက်ရေးတရင်တွေအစင်သေးဖြစ်နေပြီပြီမိုးရီအမြဲရွာနေတဲ့ဒေယာသေးတို့ကြားမှာတိုက်စစ်စားဖို့အစင်ဖြစ်နေခဲ့ပြီရန်သူစကန်းကိုကွေးပတ်ပြီးတကြောင်တက်ကြံတဲ့တကြောင်ကရှေ့ရရှောင်းပြတ်တက်တယ်ပြောင်ပြီးရှင်းလင်းထားတဲ့တက်ကွင်းကိုရှောင်းဖို့နဲ့ရန်သူရဲ့မိုင်းကွင်းကိုကြော်လွားဖို့ရန်သူလက်နဲ့ကြီးတွေလက်ကနေလှုပ်ဖို့အတွက်နားမအမှုကြီးရဲ့အကြံနဲ့တူတိန်ထိုးတဲ့ကောင်းကင်ရန်ကြားမှာ မရမကဒရုန်းနဲ့ကင်းထောက်ပြီးမိမိတို့လက်နက်ကြီးကိုတွင်တွင်ကြကြနဲ့တိတိကြကြအလုံးရေများများတုံးခဲ့ရတယ်။တိုက်တဲ့အဖွဲလည်းအဆင်ပြေအောင်ရိမန်းချက်တွေလည်းရအောင်အဘဘျူအားမူကြီးရဲ့စန္ဒာဖြစ်တဲ့နောင်ချိုကြီးတိမ်ပင်လည်းမာလေဓက်ပုံရိုင်းနိုင်အောင်တိုက်ခိုက်ရေးတက်နဲ့အမြောက်ပစ်ကိုရဒရုန်းနဲ့ကင်းထောက်ပြီးဒရော့ဘုံးကျေးချလာပြီးလှုပ်ခဲ့တယ်။ပြီးတော့ကုတ်ကဲစီမံမှုအကောင်မှုတွေနဲ့အတူမိုးရေတွေကြမှာမိမိတို့အဖွဲတွေတော်တော်လေးစူးစမ်းခဲ့ရပြီးနောင်ချိုကြီးကိုရှာခဲ့တယ်။ ။နံပါတ်3ကတော့ရွှေသွန်သူမဟုတ်ဖာသွန်ဖြစ်ပါတယ်။နောက်ချိုးကြီးအပြင်ရွှေသွန်ရွာကိုဆက်လက်ခြေခဲ့တယ်။ဒီနေရာမှာတော့အထင်းနာနေတဲ့ရန်သူဟာခံစစ်ကိုကောင်းမွန်အောင်ရှယ်ပြင်းပြီးစောင့်နေခဲ့တယ်။ရွှေသွန်ရွာအစုံဘက်ကယူကလစ်တောတန်းတွေမှာပြည်ချင်းပေါင်းမြောင်များစွာနဲ့အနောက်ရိုးဘက်မှာ point five နဲ့လည်းအတင်တင်ထားတယ်။ပြီးတော့ sniper နဲ့လက်နက်ကြီးပါအတူတွဲတင်ထားတဲ့အောင်မျိုးဖြစ်တယ်။မမီတို့ဘက်က drone တွေပို့ပြီးတိတ်ကြမှုနဲ့ပြည်ချင်းတွေတဲ့အထိစူးစမ်းပြစ်ချခဲ့ရတယ် မိမိတို့စစ်ကြောင်းတွေရှေ့တိုးတာနဲ့ရန်သူကစနိုက်ပါနဲ့စတွေ့တာမျိုးတွေရှေ့ခဲ့တော့တော်တော်တိုးရခက်ခဲရမျိုး ဖြစ်ခဲ့တယ်။အငှားကိုရှုပ်ပြီးရန်သူစခန်းထိတိတ်တဆိတ်နဲ့နေရောညပါချင်းကပ်ခရရယ်။တသမာရီနဲ့ထောက်ထားတဲ့ပြက်ကွင်းတွေကိုမိမိတို့အဖွဲ့တွေအနာခံပြီးရှေ့ကမနေတိုးခဲ့ကြတယ်။ထီတွေမှုဆက်တာနဲ့နှစ်ဘက်တော်တော်မြိုင်တယ်လို့ပြောရမယ်။ကိုရီလက်နက်ကြီးကတလုံးဆိုရင်သူတို့လည်းတလုံးတံပြန် ပြအားကြီးနဲ့ပြန်ပြန်တရော့မိမိတို့စစ်ကြောင်းတွေအတွက်အခက်တွေ့ခဲ့ရတယ်။ ရန်သူဟာဒရုန်းပြန်လာထတာတွေအဝေးကနေစတိုင်ပါနဲ့လှန်လှန်ပြစ်တာတွေရှိခဲ့တယ်။ဒါပေမဲ့နေရောညပါအပင်ပန်းခံခဲ့ကြလို့နှစ်ဖက်အကြိမ်နဲ့တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်တိုက်ခိုက်မှုအနည်းငယ်နဲ့ရန်သူတွေဟာဆက်လက်နောက်ပြန်ထန်ပြရသည့်ဖြစ်ခဲ့တယ်။မိမိတို့အဖွဲ့တွေတပ်ဖိုက်ခဲ့ကြပြီးနောက်ရွှေသွန်းခေါ်ဖာသွန်းကိုရခဲ့တယ်။နာဘာဟာမူရမတူရင်မူတာခါမာတာဆာမာတို့နဲ့အမတာပြက်ပုံမူဒရုန်းအဖွဲ့တွေလက်တွဲညီညီဆရာထက်တန်မှုတွေကြောင့် ဘလောက်ပဲခိုင်မာခိုင်မာနောက်ဆုံးတော့ရွှေဘဟာအနိုင်ရလက်နဲ့ဆက်လက်ခြေတက်နေပါတယ်လို့ဆိုပါတယ်။ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာနာဆာကတက်တွေရဲ့တံပြန်ထိုးစစ်ကိုတောင်းခံနိုင်အောင်နေလန်ပေါင်းဆောင်တုံးခဲ့ပြီမယ်။နာဆာကတက်တွေရဲ့ဟန်ချက်ညီစွာပူပေါင်းတိုက်ခိုက်မှုတွေက TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့မျောလင်းချက်တွေကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။နာဆာကတက်တွေဟာအခက်အခဲများစွာကြားကနေ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့စခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းယူနိုင်ခဲ့တဲ့အတွက် အောင်စေးကအမြင့်ဆုံးပုံစံမျိုးမှာရှိနေပြီးနောင်ကျော်မြုပ်ကိုအနည်းနဲ့အမြန်ပြန်လည်သိမ်းယူနိုင်ပွဲရှိနေပါတယ်။ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာနောင်ကျော်မြုပ်တိုက်ပွဲအတွင်း၎င်းတို့ထင်းကျုံထားတဲ့စက္ကန့်ဂုံပေါင်းရာချီလက်လွတ်ထားရတဲ့အတွင်းစိတ်တက်ပိုင်းကြာစင်းနေသလို PDF အဖွဲ့တွေကြားမှာလည်းစေဝံကွဲမှုတွေဖြစ်နေတဲ့အတွက် TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာနောင်ကျော်မြုပ်ကို အချိန်ကြာကြာဆက်ထိန်းထားနိုင်မဲ့အချိန်တွေမျိုးမရှိတော့ဘူးလို့ဆို